ဒီမှာနှစ်ပေါင်းလုံးရှိနေတဲ့အချိန်လေးမှာမလုတ်ပေးလိုက်ရဘူးဆိုတာမျိုးမဖြစ်ချင်ဘူး။ကို့အလေမှာမမေတို့တက်နိုင်တဲ့လောက်အများကြီးကြိုးစားပြီးတဲကိုပြည့်ပြည့်စုံစုံထားထားသလိုပဲကိုပြန်ရှာရတဲ့အလှဲ့မှာလည်းမိဘရောအဲ့လိုမျိုးမလုတ်ပေးလိုက်ရဘူးဆိုတာမျိုးမဖြစ်ချင်ဘူးပေါ့နော်အဲ့လိုအနားမှာမရှိရတဲ့အချိန်ကြတော့မှအော်ငါဒါမျိုးမလုတ်ပေးလိုက်ရအောင်ဆိုရင်နောင်နာမျိုးမရသူရှာလို့ရရင် तू ကအဖွားကိုပေးရမလားအဲအဲ့လိုမျိုးနေကိုပဲ तू လုတ်ပေးရမလားအဲ तू ဘာလို့အဲ့လဲ तू ကအမေတွေ့အမေတွေအဖေတွေ့ ရဲ့မျက်နှာကိုလိုက်ကြည့်နေတဲ့အထဲမှာပါတယ်အစင်ပြေလားမပြေဘူးလားအဲ့လိုမျိုးသူအရန်တွေးတယ်သူ့ကိုမပြောပြတဲ့သူလိုက်တွေးတယ်သူသူ့ခေါင်းထဲမှာသူအများရန်မိသားစုအတွက်သူအများရန်တွေးထားတယ်ဒီတိဖြစ်တာအဲ့လောက်တိတတ်တဲ့သမီးလေးမာတဲ့သမီးလေးရတာလားရန်ကိုချိန်တတ်တယ်ရန်ကိုပီတိဖြစ်တယ် နှစ်ပြည့်လဲဆိုပြောရမှာလား16နှစ်ပြည့် तू က16နှစ်ကလေးကအသက်ကို16နှစ်ပဲ तू အသက်က16နှစ်ပဲကျွန်တော်ကလုံး तू လူကြီးမဖြစ်ချင်ဘူး तू ကဘာမှမတောင်းနဲ့ तू ဆိုတော့ तू ကဝယ်ရင်လည်းကိုယ့်ကကိုယ်ဝယ်လည်းမကြိုက်ဘူးကိုယ်ဝယ်လာတဲ့ပစ္စည်းလည်း तू ကကြိုက်ချင်မှကြိုက်တာဒါကြီးဘာလို့ဝယ်တာလဲအခုအခုတော့ तू ပြောထားပါတယ် तू လိုချင်တဲ့နိုင်လေးရှိတယ်ဒါပေမဲ့မပူစားပါဘူးပူဇာဦးနိုင်လေးရှိတယ်အဲ့နိုင်လေးတော့ပြတာအဲ့ဒါသူပွဲပေးမယ်ခလေးလေးပဲဖြစ်ချင်တော့ မဟုတ်ဘူးအဲ့ဒါအဲ့လိုမပြောလဲလေဒီလားလူတွေကတွေ့လို့ရှင်ခလေးလေးလို့ထင်နေကြရဲ့ဟဲ55 6လောက်ပဲရှိသေးတယ်ပေါ့နော်ဘာလို့ဆိုတော့အဲ့ဒီရွယ်ရည်ကကိုထပ်ပို့ပြီးတော့လူကြီးလို့ထင်ရတော့လေဆိုတော့အဲ့လိုပဲထားလိုက်တဲ့သဘောပါမမေကိုပြောချင်တဲ့စကားကြီးရှိတာဆိုမမေနေ့ကကြတော့တချို့ ကာမီကြတော့ရှိတယ်။သမီးကကြတော့အမြဲထုတ်မပြောပြတဲ့ဇကားလေးလို့ပြောပေါ့နော်။မမင်းတည်းကတော့မရှိဘူး။အမြဲတဲเจ้าဆိုလည်းအကုန်သိတယ်။အဲဒီနေ့ဘယ်ဟာဘလို့ဖြစ်တယ်လို့အကုန်ပြောပြနေကြဆိုတော့တကူတကားကြီးရောမရှိပါဘူး။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဒီနေ့ဆိုလို့ရှိရင်တဲဒီလူလောကရဲ့ရအောင်မွေမွေပွေခဲ့တာအာဒါမွေးနေ့တစ်ခုပေါ့နော်ဖြစ်သွားခဲ့ပြီ။ဆိုတော့ဒီအချိန်ထိ ရောက်လာအောင်အဲတဲကိုဆောက်ရှောက်ပေးခဲ့တယ်ဒီအချိန်ထိကန့်ကောက်မှုဝင်လေးနဲ့ကြီးပြန်းလာအောင်ဆောက်ရှောက်ပေးခဲ့တော့လေအရင်ကြီးစစ်တမိုင်တတ်နိုင်တော့ဘာလှုပ်လှုပ်လှုပ်ချင်တာလှုပ်အမေရှိမှဆူရပြီမြင်နေရရင်ရပြီကြီးနေတယ်စိတ်ပူရတဲ့ဟာမရှိတော့ဘူးပေါ့အန်တီကအဲ့သဘောပဲ သူဘာပဲနေရာပဲတော်တော်သူဘာပဲလှုပ်လှုပ်ဟိုဘာတွေပဲဟိုအဖြစ်နေနေအန်တီရှေမှာဆိုရင်အန်တီကဟိုကိုစိတ်မပူအောင်နောက်မှာဆိုရင် तू ထွက်သွားပြီဆိုရင်ကိုမပါပဲသွားတယ်လမ်းဆိုရင် तू ဘာများဖြစ်မလဲ तू အဆင်ပြေရဲ့လားအဲ့ဒါတွေမပူအောင်ဆိုတော့အဲ့ဒါကြောင့်အန်တီကမြဲပါဖြစ်တာပါ ကျန်တာတော့ဘာမှသူ့ကို control လုပ်ထားတာထိတ်ချုပ်ထားတာမရှိဘူး။တင်းရသေးပေးမှထိအောင်မရှိမင်းတက်တဲ့ထဲမှာပါတယ်။အဲ့လိုမျိုးမမေမရှိဘူးဆိုတော့မှဒါညီမလည်းဒီဖြစ်တငယ်ချင်းမဖြစ်တယောက်တော့အဲ့လိုမျိုးရှိနေမှာမဟုတ်ရင်တယောက်တည်းသိပြီးတော့မနေတတ်ဘူးပေါ့နော်။အထူးသဖြင့်မမေမရှိရင်ကကြတော့အဲခီးဝေးပါတယ်တောင်ပို့ဆိုးတာပေါ့။ ဘာလို့ဆိုတော့အမြင်နဲ့တဲရမမီရပဲနောက်ကနေကုံလိုက်လုပေးနေခဲ့အဝတ်စားဟာစားပဲဟာဘလို့အကုန်လုံးဒီတဲရမမီပဲလုပ်တာတဲရကျတော့အပေါ်ရန်လေးနှမ်းဖြူလာဆိုတော့လေတကူကူဆိုလို့ရှိရင်အမမီမပါအဆင်မပြေတော့တဲမှာပဲရမှာအဲ့လိုပြောင်းလဲသွားတယ်ပြောင်းလဲသွားတယ်ဆိုတာမနှစ်ကနဲ့ဒီနှစ်တောင်မတူတော့ဘူးပေါ့မနှစ်ကထိအရန်ကလေးစံနေပြောရင်တစုံထိုးလုတ်တက်တာတွေနောက်စိတ်ဆိုးလွယ်တယ်စိတ်တူလွယ်တယ်စိတ်ကောက်လွယ်တယ်ဒါပေမဲ့ပြေတာလဲလွယ်ပါတယ်ဒါပေမဲ့ အဲ့လိုစိတ်မြန်တဲ့အခါကျတော့ခလေးစိတ်ဆိုတော့နည်းနည်းအပားတွေပါတွေဖြစ်တတ်တယ်ပေါ့နော်အခုတော့အဲ့ဒါတွေသူတော်တော်ပြောင်းလဲသွားပြီနည်းနည်းစဉ်းစားတတ်လာတယ်စိတ်ပြီးတော့ဟိုစိတ်ဆိုးတာတွေဒေါသထွက်တာတွေတိတ်မရှိတော့ဘူးအဲ့လိုမျိုးလူကြီးဆန်ဆန်လေးတွေးတက်လာတယ်ပေါ့အဲ့ဒါလေးတော့ပြောင်းလဲသွားတယ်အမေတွေအဖေတွေရဲ့မျက်နှာကိုလိုက်ကြည့်နေတဲ့အထဲမှာပါတယ်အဆင်ပြေလားမပြေဘူးလားအဲ့လိုမျိုးသူအရန်တွေးတယ်သူ့ကိုမပြောပြလဲသူလိုက်တွေးတယ်သူ့ သူ့ခေါင်းထဲမှာသူ့အမြဲတမ်းမိသားစုအတွက်သူအမြဲတမ်းတွေးထားတယ်။အဲ့တခုကတော့ဟိုပြောစရာမလိုဘူး။သူဖြည့်ဆည်းပေးခြင်းနဲ့သူလှုပ်ပေးခြင်းနဲ့ဘသူအတွက်ပဲဖြစ်ဖြစ်အဲသူသူ့စိတ်ထဲမှာသူကလေးလိုအဲ့ချိန်ကျတော့မတွေးတော့ဘူး။သူကသူရှာလို့ရရင်သူကအဖွားကိုပေးရမလား။အဲအဲ့လိုမျိုးနေကိုပဲသူလှုပ်ပေးရမလား။အဲသူဘသူဘာလိုအဲ့လဲသူကအမြဲတွေးတယ်။ ဲ့လိုကတော့အရန်ရှိတယ်ငငယ်လေးတွေကအခုခဏရေးရတယ်အကုန်လုံးကတော့မမေကအလိုက်တာပဲပြီးတော့ဟိုအဲ့လိုမျိုးကြီးဘလောက်အတိန်ရေလို့မဟုတ်ဘူးမမေဆီယာနေမှာတည်းပြန်ပြီးတော့တုံးတာပေါ့နော်အဲ့လိုမျိုးပါဟုတ်ဗန္နာတိန်ပေါ့အကုန်လုံးအန္နာတိန်ပေါ့ဒီမှာပဲဒါပေမဲ့သူ့အတွက်သူပြန်ပြီးတော့တုံးရင်တော့ကိုကအကုန်ပြန်တုံးပေးရတာပါပဲဗန္နာတိန်ပေါ့ဒါဗန္နာတိန်ဗန္နာတိန် အဲကြောင့်သူကသူဘလောက်ကုန်နေပါညာဘာမှသိမသိဘူးခုတော့တွက်ပြရတယ်မိရေဘလားဘယ်ကတော့ဘလောက်ရှိရဲ့နော်ဘယ်ကတော့ဘလို့ကုန်နေနော်ကိုသုံးတဲ့ဟာဘယ်ကဘလောက်ရှိတယ်ဆိုပြန်တွက်ပြရတယ်ဘာလို့သူကသူကသူလည်းမတွက်ဘူးမမေတွက်လိမ့်မယ်မမေဟိုဟာပြစ်လိမ့်မယ်ဆိုရင်သူကပေးပြီးွားရင်ပြီးွားပြီအဲဘယ်တော့တွက်မသိဘူးသူဘာမှမသိဘူးမေးလည်းမမေဘူး ထားပါတော့စိတ်လေးလောက်အပ်ထားပြီးသိမ့်တရာလာလို့ထင်နေ။အဲ့လိုမေးလိုက်ရင်အိမ်မက်တရာတော့လေအများကြီးရှိရတကယ်ကိုပေါ့နော်။အဲတဲရှိအင်တာဗျူးမှာလည်းပြောပါတယ်။တဲကကငငယ်လေးကအရန်ကြီးပြပြဆုံးပြီးအရန်ချမ်းသာကြွယ်ဝကြီးကြီးတက်ချမ်းသာတဲ့မိသားစုမျိုးမဟုတ်ဘူး။ဆိုတော့ဒီပေါ့နော်မိသားစုအခုနေနေရတဲ့အနေအထားလေးထက်ပိုပြီးတော့ကောင်းနေနေရပိုပြီးတော့လေဒီ လို့ပြောမလဲအမြင်တန်းကွာလူလီသေးမရှိဖြစ်စေချင်တာဟိုသားသမီးတွေကိုမိဘတွေကငငယ်လေးကလူလီသေးမရှိထားချင်တယ်လို့ပဲပတဲကိုယ်တိုင်ကလည်းမိဘအဲ့လိုထားချင်တာပေါ့နော်အခုခုဆိုတည်ရမလားကကြည်နေရတယ်ဩဒါလုံးလိုက်ရင်တော့ဒါလောက်ဖြစ်တာမမေဆိုလို့ရှိရင်မမေကမမေအတွက်မမေတိတ်ပြီးတော့မတုံးနေတယ်မှာပါတယ်တဲတာကမှဒါလောက်သုံးရင်သုံးလိုက်မယ်မမေကမဟုတ်ဘူးမမေကအဲ့လိုမျိုးပေါ့နော်မမေအတွက်ဆိုချွေတာရတယ်အဲ့လိုမျိုးတွေမှာပါတယ်အဲ့လိုမျိုးမချွေတာစေချင်ဘူးပေါ့နော်ချွေတာစရာမလိုအောင်လှည့်ကြည့်စရာမလိုအောင်လို့ မမေဘာလို့လဲလိုရာကုန်ွယ်လိုက်မမေဘာဖြစ်ချင်လဲမမေဘလို့နေစင်လဲအနေရနေရစားလို့အကောင်းဆုံးဆိုတဲ့အရာတွေပေးချင်တာလူလေးသေးမရှိပြည်စုံအောင်မိသားစုကိုထားချင်နေပေါ့နော်လုံးဝမပူပင်မကြောက်ကြရပဲနဲ့ဒီအရွယ်မှာအမြင်နဲ့တချို့တွေကပြောဘာဖြစ်လို့အလို့ကြီးနေနေရလဲမြင်းကြီးလိုက် pressure တွေပြီးပြီးတော့အလို့ကြီးဖြစ်နေပေါ့ပပမရှိဘူးပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုတော့ဒီအရွယ်မှာတချို့ရတော့တွေးမယ်ဒီစိတ်ကြောတက်ဆိုတာလည်းတဲထိတ်စီးလည်းမပြောင်းနေဖြစ်တဲ့တော့ဘယ်လိုပြောမလဲဟို ပေါ့ပါပါပဲကျွန်တော်သွားမယ်လာမယ်စားမယ်လှုပ်ရှားရှင်လှုပ်လိုက်မယ်အဲ့လိုတိတ်ပြီးရှိရေးကိုတွေးပြကြမယ်မထင်ဘူးတဲကြတော့အဲ့လိုမဟုတ်ဘူးအဲ့လိုရှိရေးကိုအရန်ကြိုတွေ့ရဲ့ငါနားမှာရှိနေတဲ့မိဘနှစ်ပါးလုံးဒါခုဆိုပြပြစုံစုံရှိရတယ်ကံကောင်းချင်းတစ်မျိုးပဲလေမိဘနှစ်ပါးလုံးရှိနေတဲ့အချိန်လေးမှာမလှုပ်ပေးလိုက်ရဘူးဆိုတာမျိုးမဖြစ်ချင်ဘူးကိုလေမမမေတို့တက်နိုင်တယ်လို့အများကြီးကြိုးစားပြီးတဲကိုပြပြစုံစုံထားရတယ်လို့ပဲကိုပြန်ရှာရတဲ့အလှဲ့မှာလေမိဘရောအဲ့လိုမျိုး မလုတ်ပြီးလိုက်ရဘူးဆိုတာမျိုးမဖြစ်ချင်ဘူးပေါ့နော်အဲ့လိုအနားမှမရှိရောတဲ့အချိန်ညတော့မှအော်ငါဒါမျိုးမလုတ်ပြီးလိုက်ရအောင်ဆိုနောင်နောင်မျိုးမရချင်ဘူးဒါကြောင့်မလို့ရှိနေတဲ့အချိန်လေးမှာပဲတဲ့တနိုင်ဆိုဖြစ်ချင်တဲ့အိမ်မက်တရားအရင်ကြီးနေရလူနဲ့မလိုက်ဘူးဖြစ်နေရဆိုတော့တပြည့်ပြည့်ချင်းတော့စူးစားသွားအောင်ပေါ့နော်ဒီခါကျမင်းမေကိုရောင်းတော့ပြောရလောဘတွေရှော်လောဘဒါပေမဲ့လောဘအရင်ကြီးရကြီးတယ်ဆိုတော့လည်းမိဘကိုလူပြည့်ပြည့်စုံစုံထားခြင်းလေမပင်ပန်းစီခြင်းမူစိတ်တွေဒီငွေကြီးကိစ္စတော့လည်းကောင်းအဲ့ကိစ္စတွေလည်းစိတ်မရှုပ်စေခြင်းမူ လို့ပျော်ပျော်ရွှင်ရွှင်လေးပဲဖြစ်စေချင်တယ်ဒီတိဖြစ်တာအလောက်တိတက်တဲ့သမီးလေးမှလည်းသမီးလေးရတာလားရန်ဟိုဂျင်းတ်တယ်ရန်ဟိုပီတိဖြစ်တယ်သမီးလေးသူဖြစ်ချင်တာကြီးလဲဖြစ်ပါစေလို့အမြဲတမ်းဆုတောင်းမိတယ်သူ့အတွက်ကိုသူကရန်ဟိုလုတ်လုတ်လောဘရန်ကြီးတယ်သူဖြစ်ချင်တာကိုလဲတော်တော်ပြင်ပခံကြိုးစားတယ်အဲ့တော့သူဖြစ်ချင်တာလေးတော့ဖြစ်ပါစေလို့ပဲမိရဆုတောင်းမိရတယ် အရန်ဟိုအလုပ်ကိုအရန်သူယူတွတ်တဲ့အမှုပညာကိုဟောလေသူငငယ်လေးတည်းကလုပ်ခဲ့တယ်ဒီအမှုပညာကိုလည်းအရန်ယူတယ်တစ်ခါလေးကျရင်ပြင်ပန်းလို့မလုပ်ပါနဲ့သမီးရဲ့ဒါတွေကိုဟိုဟိုကဖြစ်လိုက်ပါလားဆိုလဲမနာဘူးသူစိတ်ပင်ပန်းရင်နားလိုက်တော့ဆိုလဲသူမနာနိုင်ဘူးသူဒီဝါသနာကြီးကိုအရန်ကြည့်တဲ့အတွက်ကိုဒီအလုပ်ကိုလုပ်နေတဲ့အတွက်ကိုသူ့ကိုပို့ချစ်ပေးကြပါသူအမှုပညာပေါ်သူတကယ်ကို သူချစ်တယ်သူယူသွတ်တယ်အဲ့ဒီအတွက်ကိုသူစူးစမ်းနေတာလေးတွေကိုလည်းအားပေးကြပါချစ်ပေးကြပါလို့ပြောတယ်ဒီနှစ်မွေးနေ့လေးကိုတော့ဒီအဲဒီတီဗီလက္ခဏာရမှာတကုံသာသနာရေးတာအကြောင်းတိုင်းမှာလာပြီးတော့နေဆုံးကတ်တယ်ပြီးတော့လှူလေးလှုပ်ဖြစ်တယ်ပေါ့နော်အဲအဲ့လိုပဲတဲဒီနောက်ထပ်လည်းလှူလေးလှူသွားဖို့တော့ရှိပါသေးတယ်တဲကိုချစ်ပေးကြတဲ့ပရိသတ်တယောက်တူချင်းစီတိုင်းလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ပြီးတော့တဲကိုပရိသတ်တွေလည်းအရင်မေးနေကြတဲ့ အဲဒီရွှေမြိုင်ပူလာဆိုတာပေါ့နော်အဲလေတဲကိုဒီလာထဲမှာကားရဲဖို့ရှိပါတယ်ဆိုတော့တီးဥဆောင်နေနဲ့လေထပ်ပြောပြိတ်သက်တွေကိုခြားပြတော့ဖို့လည်းရှိပါတယ်ဆိုတော့စောင့်မျှော်ပြီးတဲကိုချစ်တဲ့မျက်စိလေးနဲ့ကြည့်ပြီးတော့အဖေးကြပောင်းလို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်